ဖြဲစည်းကတော့ဒီနောက်တန်းနဲ့ဆိုရင်တော့ဘာဖလားမှမမျော်လင့်တာတော့ပိုကောင်းနေမယ်ပေါ့နော်ဒါဒါပေမဲ့လည်းပေါ့နော်အခြေအနေတခုတော့ရှိရမှာပေါ့ပို့ဖို့ဆိုလို့ရှိရင်လက်ရှိဒါချက်စီးကအာဆင်နယ်နဲ့နည်းနည်းတူလာတယ်အာဆင်နယ်နဲ့နည်းနည်းတူလာတယ်ဆိုတော့အာဆင်နယ်ကတခုဆိုလို့ရှိရင်ရွှေဖလားကြီးကိုထုတ်ပြတယ်ဒါပေမဲ့ချက်စီးကအခုဆိုလို့ရှိရင်ဘာဖြစ်လာလဲတခုဆိုရင် FIFA ကလပ်ကဘာဖလားကိုထုတ်ပြတယ်ဒီလိုအခြေအနေမျိုးဖြစ်လာတယ်ဒါပေမဲ့လောလောဆယ်မှာတော့ဘာဖြစ်နေလဲလောလောဆယ်မှာတော့ဆန်လန်ကိုရှုံးသွားတယ်ရာဝတ်ဘက်ရူပေါ့ရာဝတ်ဘက်ရူပြောက်တယ် ။အရာဘယ်လိုပြောင်းနေတာလည်းကြာပြီ။နောက်တစ်ခုကျတော့ကာနာချိုတော်တော်ကြီးကိုလူပါသေးတယ်။ချက်စီယာကာနာချိုကမန်ယူကကာနာချိုရဲ့ခြေပြောင်းတော့မဖြစ်သေးပါဘူး။မင်္ဂလာပါကိုရဲလင်းတို့ရေမင်္ဂလာပါကိုကြီးရေဟုတ်ကဲ့ပါကျွန်တော်တို့ပေါ့နော် The Premise Sport ရဲ့ဒါပွဲချုပ်သုံးသချက်အစီအစဉ်ပေါ့လေနော် ဒါအခုအပိုင်းမှာဆိုလို့ရှိရင်เนาะဒါပရီးမီးယားလိဘွဲကောင်းတစ်ပွဲကျွန်တော်ဒီလန်ဒန်ဒါဘီပွဲစဉ်ဖြစ်တယ်ဗောနော်ဒီစပါးနဲ့ချက်စီးပွဲကိုရွေးထားတယ်ကျွန်တော်တို့စနေညတနင်္ဂနွေမနက်7:00နာရီမှာကစားမှာဗောနော်ဒါပွဲကောင်းတစ်ပွဲဖြစ်လာမယ်လို့ကျွန်တော်ကတော့ထင်တယ်အဲ့တော့ကျွန်တော်တို့စီစဉ်ရထုံးစံလေးတိုင်းပဲဒါအရှင်စပါးဘက်ကိုဗောနော်ဒါကိုရလင်းတို့ရဲ့အမြင်လေးပေါ့ဒီဟာလေးနဲ့စလိုက်ရှင်ပါတယ်စပါးကဒီပရီးမီးယားလိမှာလက်ရှိဆိုရင်အဆင့်3ဗောနော်အဲလက်ရှိပရီးမီးယားလိရဲ့ ကိုများဆုံးအသိင်းပါချဲစီမန်စီးတီးတို့နဲ့အတူတူလောက်တော့သွားပြီးတော့ကြားတယ်။ပေးကိုမှာလည်းဘယ်လိုပြောရမလဲသူထက်နေတာကအာဆင်နယ်ပဲရှိရသေးတယ်ပုံစံမျိုးတော့ဖြစ်နေရပါတော့။ကျွန်တော်တို့ဒီတော်မန်ဖရန့်ရဲ့စပါးကိုပေါ့နော်ကျွန်တော်တို့ပထမကမျောလင်းခဲ့တဲ့ပုံစံနဲ့အခုစပါးသွားနေတဲ့ပုံစံလေးကအနည်းလေးအနည်းငယ်လေးတော့ကွဲလေးတဲ့ပုံစံမျိုးလေးတော့ဖြစ်နေရပါတော့။ဒီတော်မန်ဖရန့်ကကြတော့ဘလို့နီးတာမျိုးလဲဆိုရင်သူကအသိင်းမှာရှိတဲ့ကဒါသမားတွေရဲ့အားသာချက်ကို ရအောင်ယူပြီးတော့ဗောနော်အဲ့အာသာတတိနဲ့ပဲရအောင်ယူပြီးတော့ဒီရလက်ကောင်းအောင်ပေါ်လိုက်ပြီးရပါဘူးဒီကတို့ကျွန်တော်ကမြင်နေဗောနော်ဒီစပါးကကြတော့ poster ကို glue လက်ထပ်မှာတော့ကြတော့ position ဗောနော် position ကိုအတားပေးပြီးဆော့တယ်ဒီ evader pullback ဒီ mic ကိုအဓိက dominant လုပ်ဖို့သူစ조사တယ်ပေါ့အဲ့လိုပုံစံမျိုးသူကစားခဲ့တယ်ဆိုပေမဲ့ format front ကတော့အဲ့လိုတော့မဟုတ်ဘူးသူကကြတော့ဒီ drive ပဲတက်စစ်ကို drive သွားတယ်ဒါ drive သွားမယ်ပြီးတော့ဘယ်မြန်စံသွားမယ်ပြီးတော့ tomman ရဲ့အားကိုယူမယ်ပေါ့နော် ကွင်းလယ်မှာလည်းဒီဘန်တကာတို့ပလင်ဟာတို့ကတော့ရိုးရှင်းရှင်းပဲဒီဘောလုံးမဆုံးရှုံးအောင်ပေါ့နော်ထိန်းသားနဲ့ပုံစံမျိုးလေးပဲသူကသွားတယ်ဆိုလည်းပုံစံမျိုးတော့ဖြစ်တယ်ပေါ့နော်ဒီစပါကတော့နောက်ဆုံးနှစ်ပွဲမှာပြည်မြလီနောက်ဆုံးနှစ်ပွဲမှာဆိုရင်စပါကဒီဆက်ပီးစ်တွေပေါ့နော်ဆက်ပီးစ်တွေရဲ့အတာချက်ကိုအများကြီးရခဲ့တယ်နောက်လည်းကျွန်တော်တို့မြင်ခဲ့ရတာပေါ့နော်အေဗာလန်နဲ့ပွဲမှာအက်စတွန်ဗီလာနဲ့ပွဲမှာဒီအတာချက်ကိုကျွန်တော်တို့တွေးခဲ့ရတယ်အဓိကတော့ဘယ်လိုပြောရမလဲစပါးမှာကအမြင်ပေါ်အားတာတယ်ရှိရဲ့ ဒီအချက်ကိုကျွန်တော်တို့ကဒီစူပါကလားပေါ်လို့ပြောပါเนาะ PhD နဲ့ကန်တဲ့ကွဲမှာလည်းဒီအားကိုကျွန်တော်တို့ကရေးရေးလေးကျွန်တော်တို့ကြိုပြီးတော့မြင်ခဲ့ရတယ်ပေါ့နော်ဒီလိုမျိုးအားသာချက်ပေါ့နော်စပါးရဲ့အားသာချက်ကကျွန်တော် Chelsea အတွက်တော့အားနဲ့ချက်လို့ပြောတာဖြစ်နေတယ် Chelsea နောက်တန်းကကျတော့အဲ့လိုမျိုးခေါင်းတိုက်ဘောတွေအမြင်ဘောတွေရှင်းတဲ့အပိုင်းမှာအားနဲ့ရဆိုတဲ့ပုံစံမျိုးလေးတော့ကျွန်တော်မြင်ရတယ်အေဒီရာဒီ pre season ပေါ့နော်ဒီရာဒီဂျိုပေါ့နော်ရာဒီဂျိုကာလာမာဒီကဒီစပါးကအဲ့လိုမျိုး set piece တွေကနေ advantage ယူဖို့ကပြင်ဆင်ခဲ့တာပေါ့နော်ဒါဘယ်သူနဲ့လဲဆိုတော့သူ sub piece specialist ပေါ့နော်ဒီ common front နဲ့ graph မှာတော့လက်သွဲခဲ့မှုတဲ့ဒီ andres grosser ပေါ့နော်အေးအဲ့ specialist နဲ့ तू ကဒီတိတ်ချောက်ပြင်ဆင်ခဲ့တာပေါ့သူကကြတော့ sub piece ကိုဘယ်လိုပြင်ဆင်လဲဆိုတော့အာအသက်တက်စစ်အတွက်တော့မဟုတ်အသက်တက်ပြတော့မဟုတ်ဘူးတစ်ဖက်ရဲ့ sub piece ကိုလည်းဘယ်လိုသားစီးမလဲဆိုတဲ့အပိုင်းကိုပါပြင်ဆင်တာကိုကျွန်တော်မြင်ရတယ်ဒီပြီးခဲ့တဲ့ everton နဲ့ပွဲမှာဆိုရင်ဒီ corner ကကြတော့ဒီ everton ကတော့ပို့ပြီးရရတယ်လို့ပြောလို့ရတယ်ဒါပေမဲ့လည်း စပါတင်ရအီဗာတန်ရဲ့ကော်နာတွေကနေကိုမပေးရအောင်ဗောနော်အကောင်းဆုံးတားဆီးသွားတာကျွန်တော်မြင်ရတယ်ဗီကာရီကိုလည်းတော်လေးကိုကောင်းတယ်ဒီအီဗာတန်ကတော့အဲ့လိုမဟုတ်ဘူးစပါရဲ့ကော်နာတွေကနေပြီးတော့ဂိုးတွေပေးခဲ့ရတယ်ပေါ့ဒါမျိုးလေးတော့ကျွန်တော်တို့ရှိတယ်စပါကဒီပွဲမှာချဲဆီကိုကစားလို့ဖြစ်လာဆိုတော့ဖြစ်တယ်ဗျာဘယ်လိုပဲလဲဆိုတော့ဒီစပါအနေနဲ့ချဲဆီကိုခေါ်ကစားမယ်ခေါ်စားပြီးွားရင်သူက direct ပေါ့နော် direct ball နဲ့ ချက်ချင်းကုတက်ဆိုစီတန်းပို့မယ်ကုတက်ရဲ့ရုံးအားတွေနဲ့ပစားမယ်ပေါ့နော်ချက်စီကလည်းဆန္ဒလက်နဲ့ပွဲမှာဒီလိုမျိုးပုံစံနဲ့ပဲကိုးပေးခဲ့ရတာကျွန်တော်တို့မေးသားလို့တော့မင်းရအောင်စပါတင်ကပရဇင်ကောင်းတယ်ဗျဒီမန်စီးတီးနဲ့ပွဲမှာလည်းဒီချက်ကိုကျွန်တော်တို့မြင်ခဲ့ရတယ်ဒီချက်စီရဲ့ဒီနောက်တန်းနဲ့နောက်တန်းနဲ့ကွန်းလေပေါ့နော်အဲ့လူတွေကကျတော့အဲ့ကစားမားရဲ့အကျတော့အရန်ပရဇင်လောက်လာတဲ့အခါမှာပြသွားတယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်တို့မြင်ရတယ်ပေါ့နော်နောက်တစ်ချက်ကကျတော့အမြင်ပေါ့ ရှက်စီမှာကျတော့အမြင်ပေါ်အားနေချက်ကတော့ဒီဖွဲတင်နိုင်ပြီးပါကိုမြင်နေရတာဒီနေရာဒီမှာတောက်လျှောက်ကိုမြင်နေရဆိုတော့တရားလည်းဒီစပါတော့ဒါကအခုရေးယူရမယ်ပုံစံတွေပဲနောက်တစ်ခုကကျတော့အင်ကွင်းလည်းဖြစ်နေတာရေ record တွေရလေနောက်ဆုံးဆယ်ချိန်မှာတပွဲပဲနိုင်လာတဲ့ပုံစံမျိုးတွေရဒီတစ်ခေါက်မှာတော့စပါကရှက်စီကိုနိုင်နိုင်နေဆိုတဲ့ပုံစံမျိုးလေးတော့ဖြစ်နေရမှာနော်ဒီချက်တွေကပဲဒီပွဲစဉ်မှာစပါကရှက်စီတော့အပါရနိုင်တဲ့ပုံစံမျိုးလေးတော့ကျွန်တော်မြင်မိရပြီ โอเคပါဒါကျွန်တော်တို့ပေါ့เนาะဒါအင်ရှင်စပါးကိုပြောမယ်ဆိုတော့ကျွန်တော်ကျွန်တော်လွယ်လွယ်ကူကူပေါ့ဗျာကျွန်တော်စပါးကိုလက်ရှိမှာပြောလိုက်မယ်ဆိုတော့ကျွန်တော်စပါးကောင်းတယ်ပေါ့ရေเนาะကျွန်တော်ဒီလိုမျိုးပြောလို့ရတယ်ဒါပေမဲ့တကယ်တမ်းကျွန်တော်တို့ကြည့်လိုက်မယ်ဆိုလို့ရှင်တော့ကျွန်တော်အမြင်ဘယ်လိုရှိလဲဆိုတော့စပါးကောင်းတယ်ဆိုတာအထက်စပါးကပို့ပြီးတော့จิจิလက်လက်ပေါ့เนาะရှိလာတယ်လို့ကျွန်တော်ကမြင်တယ်ပေါ့ဗျာဒါနိပြအသစ်ပြီးတော့ရာသီအစပေါ့เนาะရာသီအစဆိုပေမဲ့ခုဆိုပြိုင်ပွဲဆောင်တော့ကစားပြီးပါပါပဲဒီလိုအခြေအနေမျိုးမှာစပါးဒီလောက်ထိကောင်းမယ်လို့သိပြီးတော့မထင်ထားခဲ့ကြဘူး ဒါပေမဲ့စပါးကတော်တော်လေးကိုကောင်းနေတယ်ကျွန်တော်တို့ဒီချက်ကိုပေါ့နော်အတိမတ်ပြပါမယ်ပြောမယ်ဆိုလို့ရှိရင်တော့ရာသီသစ်နီးပြအစဒါပေမဲ့စပါးကောင်းနေပြီးခဲ့တဲ့နှစ်ကထက်တော့စပါးကအများကြီးပိုကောင်းလာတယ်ပြီးခဲ့တဲ့နှစ်ကတော့ဆူဖလာသလုံးတော့ရတယ်ဆိုပေမဲ့ဒီနှစ်စပါးကကျွန်တော်တို့ခြေစွမ်းပိုင်းရပို့ပြီးတော့အားရစရာကောင်းနေအချိန်မျိုးအချိန်နေမျိုးမှာရှိတယ်ပေါ့နော်ပြီးတော့ဒါပရီးမီးယားလိအမှတ်ပေးစရာမှာလည်းအပေါ်ရောက်နေတယ်ဒါပေမဲ့တခုရှိတာကပရီးမီးယားလိအမှတ်ပေးစရာမှာတသိန်းနဲ့တသိန်းကရမှတ်တွေတိတ်ပြီးတော့မကွာဘူးအခုချက်စီးနဲ့စပါးဆိုလို့ရှိရင်လည်းဘယ်တော့မှမကွာဘူး ါပေမဲ့ကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်တော့ Chelsea က Premier League နောက်ဆုံးပွဲမှာ Sunderland ကိုရှုံးခဲ့တဲ့အခါမှာတော့ Chelsea ကတော်တော်ကြီးကိုဆပ်ဆပ်ဝါစပါနဲ့ရှင်ပဲဆိုလို့ရှိရင်မကောင်းတဲ့ပုံစံဖြစ်နေတယ်။ဒါပေမဲ့ဒီနှစ်သင်းကြားရမှတ်ကော်ဟာဇက်ကဘယ်နှမှတ်ရှိလဲဆိုတော့ဘယ်နှမှတ်မှမရှိဘူးလို့အခြေအနေမျိုးပေါ့။အဲ့တော့ဒီပွဲမှာစပါကရှုံးလို့မရဘူးပေါ့နော်။ဒီအပိုင်းလေးတွေရှိတာပေါ့။ Premier League ရဲ့လက်ရှိအခြေအနေကိုကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်တော့ရမှတ်တွေတိတ်မပွားဘူး။ဒီတော့တပွဲလေးမှာအနည်းငယ်လေးမှားသွားတယ်ကိုယ်အသင်ကအောက်ရောက်သွားနိုင်မယ်ဒီလိုအခြေအနေမျိုးရှိတယ်ပေါ့နော်။ဒါကျွန်တော်တို့ စပါပေါ့စပါကိုလက်ရှိမှာကျွန်တော်တို့ကောင်းနေလို့ကျွန်တော်တို့ပြောတယ်ဒါစပါပေါ်တော့ပို့ပြီးတော့လေ အဆင်ပြေလာတယ်အရင်ကစပါနဲ့အခုစပါကြည့်ရတာကျွန်တော်အခုစပါပို့ပြီးတော့အားရတယ်ဆိုပေမဲ့ကျွန်တော်ကယာသီရှေ့ဘောပေါ့နော်လည်းလေးကြည့်ဖို့လိုတယ်ယာသီရှေ့လာတဲ့ခါမှာစပါကဒီတိုင်းပဲဆက်ပြီးတော့ထိန်းထားနိုင်ပြီဆိုလို့ကျွန်တော်ကျွန်တော်ကစပါကိုကျွန်တော်ကယုံစားလို့ရသွားပြီဒီလိုမျိုးကျွန်တော်တို့ပြောလို့ရတယ်လက်ရှိစပါကတော့ကျွန်တော်တို့ကယုံစားလို့တော့တိတ်မရသေးဘူးပေါ့ဒါပေမဲ့စပါကောင်းလာတယ်ဒီချက်ကိုတော့ကျွန်တော်တို့ပြောပြောရမယ်ပေါ့နော်နောက်တစ်ခုကစပားရဲ့ခြေစွမ်းပေါ့စပားရဲ့ခြေစွမ်းကအရင်ကနဲ့ဘာကွာလဲဆိုလို့ရှိရင်အခုပြိုင်ပွဲစုံတွေကစားတဲ့အခါမှာစပားကတော်တော်လေးကိုတင်ကျင်းနေတ စပါးရှုံးပွဲကြုံတာအရင်နေတယ်စပါးအနိုင်တဲ့တည်ရည်တွေများတယ်ပြောမယ်ဆိုလို့ရှိရင်တော့စပါးကပို့ပြီးတော့တည်ငြိမ်မှုရှိလာတဲ့စပါးပေါ့နော်ဒီလိုအခြေအနေမျိုးတော့ရှိတယ် အဲ့တော့နောက်တစ်ခုကကျတော့စပိုင်ရဲ့လူစင်းပေါ့ကျွန်တော်တို့ကြည့်လိုက်တယ်ဆိုလို့ရှိရင်စပိုင်ရဲ့ဒီနှစ်လူစင်းကတော်တော်ကောင်းတယ်ဗျာပြီးခဲ့တဲ့နှစ်တွေကထက်အများကြီးကောင်းတယ်ဆိုတော့ဒီပေါ်တော့ပြောမလို့ဆိုတော့ပယ်လင်ညာတို့ဆိုင်မွန်တို့ကျွတ်ကောကိုလိုမိုအာနီပေါ့နော်အများကြီးပါပဲသူတို့အနေကိုရောက်လာတဲ့ကစားသမားတွေရှိတယ်အရေးသွေးရှိတဲ့ကစားသမားတွေကိုပဲစပါအကောင်းဆုံးခေါ်နိုင်တာတော့လေကျွန်တော်တို့တွေ့ရတဲ့ခါမှာစပိုင်ရဲ့လူစင်းကပြီးခဲ့တဲ့နှစ်ကလူစင်းနဲ့ဆက်လို့ရှိရင်အများကြီးကောင်းပါတယ်အဲ့တော့လူစင်းကောင်းလာတဲ့ခါမှာစပိုင်ရဲ့ခြေစွမ်းကလည်းပိုပြီးကောင်းလာတယ်ဒါကတော့တိုက်ရိုက်အချိုးကျရလို့ကျွန်တော်တို့ပေါ့နော် ပြောလို့ရတယ်နောက်တစ်ခုဒါပေါ့နော်ဒါနောက်တစ်ခုကဆိုတော့နီးပြနဲ့ဆိုင်မယ်ထင်တယ်အရင်တော့ကျွန်တော်တို့စပါးကိုကြည့်မယ်ဆိုစပါးကအသေးကြီးပွဲတွေနိုင်တယ်ဒါကပုံမှန်ပဲဒါပေမဲ့စပါးအသင်းကသိပ်ပြီးတော့မမအောင်ဒါပေမဲ့လက်ရှိစပါးကအရင်ကစပါးထက်စားလို့ရှိရင်ပို့ပြီးတော့မာတယ်ဆိုတဲ့ပုံစံမျိုးရှိတယ်ဒါကတော့နီးပြ Thomas Friend နဲ့အများကြီးဆိုင်မယ်လို့ကျွန်တော်ထင်တယ်ဒါ Bravo ကနေလာတဲ့နီးပြဟာဒီစပါးကိုရောက်လာတဲ့စပါးအသင်းမာလာတယ်ဒါလုံးဝတိုက်ဆိုင်မှု တခုမဟုတ်ဘူးလို့ကျွန်တော်ပြောချင်တယ်ဒီနေ့မဘောတော့ဒါစပါကလက်ရှိစပါရဲ့ဆွမ်းဆောင်ရည်အရာပေါ့ဗျာစပါရဲ့ဆွမ်းဆောင်ရည်အရာကိုကျွန်တော်တို့ကြည့်မယ်ပြီးတော့လက်ရှိစပါရဲ့အိမ်ကွေးလည်းဖြစ်နေတဲ့အခါမှာစပါကချက်စီးကိုအ ਨੇ ဆုံးပေါ့အ ਨੇ ဆုံးနေနဲ့သိရမှန်းလို့ရတယ်ဒီနေ့မှာဒီနှစ်သင်းရဲ့ဘောနော်ပြည့်စုံမှုတွေကြည့်တဲ့အခါမှာစပါကပရီးမီးယားလိနောက်ဆုံး၄ဘွဲ့ဆိုချက်စီးကိုရှုံးထားတယ်အဲဒီလိုအချိန်မျိုးရှိနေရပေါ့နော်အဲ့တော့သူတို့နေနဲ့၅ဘွဲ့မြောက်ပရီးမီးယားလိပေါ့အရှိ၄ဘွဲ့ကသူတို့ရှုံးထားတော့အဲ့လိုမျိုး၅ဘွဲ့မြောက်ပရီးမီးယားလိကြုံလာတဲ့အခါမှာကိုယ့်ရဲ့အိမ်ကွေးပွဲလည်းဖြစ်နေတယ် ယ့်ရဲ့ခြေစွမ်းကလည်းပြောမယ်ဆိုလို့ကျွန်တော်ကောင်းတယ်လို့ပြောလို့ရတယ်။ဒီလိုအနေထားမျိုးမှာတော့ကျွန်တော်ထင်တယ်အရင်စပါးချက်စီပွဲတော်ကတည်းကဆက်လို့ကျွန်တော်ဒီပွဲစဉ်မှာတော့စပါးအသင်းကဒီချက်စီစီကနေပြီးတော့ရပ်မှတ်ပို့ပြီးတော့လိုချင်စိတ်ပေါ့နော်။ပို့ပြီးတော့များနေနိုင်တယ်။ချက်စီကစားရခက်တဲ့စပါးဒီပွဲမှာဖြစ်မယ်လို့လည်းကျွန်တော်ကတော့ထင်တယ်။စပါးနဲ့ပတ်သက်ပြီးတော့ကျွန်တော်အမြင်လေးတွေရောဒီဟာလေးတွေရှိတယ်။အဲ့တော့ကျွန်တော်တို့ဒါပေါ့နော်ဒါအဝေးကွင်းဘက်ကိုသွားမယ်။အဝေးကွင်းကတော့ချက်စီပေါ့နော်။ဒါပရီးမီယာလိဂ်နောက်ဆုံးပွဲမှာတော့ရှုံးပွဲတွေ့ထားပါတယ်။အဲ့တော့ကိုရေးလေးပြောဒါချက်စီပေါ့အမြင်လေးတွေ့ပြပေးပါဦး။ ဖြက်စီကတော့ဒီနောက်တန်းနဲ့ဆိုရင်တော့ဘာဖလားမှမမျော်လင့်လာတော့ပိုကောင်းနေမယ်ပေါ့နော်ဒါဒါပေမဲ့လည်းပေါ့နော်အခြေအနေတခုတော့ရှိရအောင်ဒီဇန်နဝါရီမှာဒီနောက်ခံလို့တရားဝယ်မလားပေါ့အဲ့လိုမဟုတ်ဘူးဆိုရင်လည်းဒီနောက်တန်းနဲ့သူလိုက်ဖက်မယ်ဒီကစားပုံတစ်ခုကိုမာရက်စကာပြင်ဆင်မလားပေါ့ဒါမျိုးဆိုရင်တော့ဖြစ်နိုင်ပြီတော့ရှိတယ်ဗျအဲဒီပေါ့နော်ဖြက်စီနောက်တန်းကလည်းလက်ရှိအနေထားရဆိုရင်ကိုယ်ဝဲပြန်ပါလာရင်တော့မှ ကိုယ်ကပြန်မကိုယ်ကလည်းလိုပါသေးရဲ့တမလာရင်တော့မှသူက better play နည်းနည်းလေးကောင်းလာမယ်ဆိုတဲ့ပုံစံမျိုးတော့ရှိမယ်ဒါပေမဲ့သိချရမှုအပိုင်းမှာတော့ခန်းစစ်ပိုင်းပေါ့နော်ခန်းစစ်ပိုင်းရဆိုရင်တော့ lowest တွေရရှိသေးတယ်ဗျအခုကဘယ်လိုဖြစ်နေလဲဆိုတော့ Gorilla ကိုတက်ခိုင်းမယ် Vizier ကိုလည်းတက်ခိုင်းမယ်ပေါ့နော် Gorilla ကတော့ underlapping တက်မယ်ပေါ့ Vizier Vizier ကလည်းတော့ overlap ပုံစံမျိုးကစားတယ်ဒီလိုပုံစံမျိုးတွားတယ်အလဲမှာဘယ်လိုဖြစ်နေလဲဆိုတော့ဒီ slow down အနေနဲ့ကတော်တော်ဒီ cancel လိုပဲရှိရဆိုတဲ့ပုံစံမျိုးတော့ဖြစ်တယ်နောက်ချက်ကတော့ဒီ right ball တွေပေါ့နော်ဒီ ဒီခါတင်းရနေပြီးတော့ chelsea အားနဲ့တက်ကိုတိရဲ့တင်းနေရတဲ့တော့ chelsea ကိုခေါ်ကစားပြီးတော့ drive ball တွေနဲ့ transition မင်းနဲ့ကစားလိုက်မယ်ဆိုရင် chelsea နောက်တန်းဘာမှလုပ်လို့မရတဲ့ပုံစံမျိုးကျွန်တော်တို့ကတောက်လျှောက်ကြီးကိုမြင်နေရတော့အဲ့လိုရှင်နေပြီးတော့ဖြစ်နေတယ်အဲဒါကြောင့်မလို့ဒီနောက်တန်းကိုတင်းကစားမယ်ကိုရဲ့အဲ့လိုမျိုးကြောင်းမိုးကျင်နေဆိုရင်ဒီကိုရီးယားဘောလုံးပြတ်တဲ့အခါမှာ counter pressing ကောင်းကောင်းလုပ်နိုင်လားဆိုတော့ပြန်ပြီးတော့ကြည့်ဖို့လိုတယ်ပေါ့နော် chelsea ရဲ့အခြေအနေကအခုလက်ရှိမှာလဲ counter pressing အရင်ကောင်းနေတာမျိုးတော့မဟုတ်ပြန်ဘူးပေါ့နော်အဲဒါကြောင့်မို့ကျွန်တော်ကတော့ဒီ ကိုယ့်ရဲ့နောက်တန်းကစားဖို့အရင်မကောင်းလေးတဲ့အချိန်မှာတော့ဒီနောက်ခံလူတွေဆိုအရင်ချစ်တက်ပြီးတော့ကစားတာမျိုးမလုပ်ကိုင်းမနဲ့ inverter ဆိုင်အဆင်လိုက်ပြီးနောက်ဒီကိုယ့်ရဲ့နောက်တန်းရဲ့ gap ကိုနည်းနည်း short ချလိုက်ပြီးတော့အထိုင်ကစားတဲ့ပုံစံမျိုးတွားမယ်ကျွန်တော်ပြောချင်တာကဒီနောက်ခံလူတွေပေါ့နော်ချဲစီနောက်ခံလူတွေပူပတ်တွေကိုအရင်မတက်ခိုင်းပဲနဲ့ဒီ inverter ပုံစံဆန်လိုက်ဒီလေမှာ gain set လုပ်နေတွဲပြီးတော့ဒီလိုမျိုးပေါ့နော်တစ်ခါကလာမဲ့ ball လုံးတွေကိုပြန်ဖမ်းလိုက်ပုံစံမျိုးပေါ့အဲ့လိုမျိုးပုံစံမျိုးလုံမလားပေါ့ဒါမျိုးလေးတွေကျွန်တော်ဆက်ရလို့ရတယ် ဒီပွဲမှာလည်းဒီ Chelsea ကစပါးကိုပေါ့နော်ဘောလုံးပေးကန်လိုက်မယ်ဆိုရင်တော့ Chelsea ဘက်မှာအခွင့်အရေးလေးရောရှိရပြဒီ Chelsea မှာကမာရော့ရဲ့အခွင့်အရေးရှိရပြီးတော့မြန်ဆန်နဲ့တက်စစ်ကသားမရှိရပေါ့နော်ဒီတက်စစ်ကသားမတွေတကယ်တက်စစ်တွေကောင်းတယ်ပြီးတော့ဒီကွန်းလယ်နဲ့ခံစစ်ကြောင်းနေရာလေးပေါ့အရင်ကြီးရော gap ချိန်မထားဘဲနဲ့နှိမ့်လိုက်မယ်ပြီးတော့မှဒီတကယ်တက်စစ်ပေါ့နော်ဒီဘေးနာကဒီအရန်မြန်နဲ့ ခနာချိုတို့နတ်တိုတို့ဒီကသားမတွေရဲ့တိုးအားတွေနဲ့ကစားမယ်ဆိုရင်တော့ဒါတွေကဖြစ်နိုင်တယ်ပြီးတော့ရှိတယ်ပေါ့နော်။ကျဲကြီးကလည်းအဲ့လိုမျိုးခံကစားမယ်ဆိုရင်တော့ချစ်လက်မှုတခုတော့တို့မှရှိရလို့ကျွန်တော်ကတော့ခံစားရတယ်။နောက်တစ်ချက်ကကျတော့ကျဲကြီးရဲ့တောက်မှန်ကစားမနေရပေါ့နော်။ဒီကျွန်တော်ကတော့ပေါ့နော်ဒီနတ်တိုနဲ့အစ်စတာဘာကိုပဲဒီလိုလိုက်လိုက်တဲ့မှာပါသေးခြင်းနဲ့ပေါ့နော်။ဒီလိုမျိုးလေးတော့ရှိရဲ့။ဟုတ်ကဲ့။ခနာချိုရောမသုံးသေးခြင်းဘူးလားဆိုတော့ခနာချိုဆိုတော့သုံးတော့သုံးသေးတယ်။ဒါပေမဲ့အဲ ဂါနာချွေးအာတာချက်ကြီးကိုချဲစီမှာအတော့မချဘူးဆိုတဲ့ပုံစံမျိုးတော့ဖြစ်နေရပါတော့ဘယ်လိုမျိုးလဲဆိုတော့ဒါကြီးဂါနာချိုးကစားနေတဲ့ပုံစံက United မှာနေပို့ပြီးတော့ကောင်းပါနေလို့တော့ပြောလို့မရဘူးဗျအဲ့လိုပြောနေတဲ့လူတွေကိုလည်းကျွန်တော်တိတ်ပြီးနားမလည်ဘူးเนาะကျွန်တော်မနိုင်ပြောပါဒီဂါနာချိုးက United မှာနေပို့ပြီးတော့မကောင်းသေးဘူးဗျဒါဘို့လည်းပဲဆိုတော့ဘာလို့လဲဆိုတော့ကျွန်တော်ဂါနာချိုးကိုတောက်လျှောက်တင်မှာကြည်တာနေတယ်လူဗျအဲ့တော့ဒီသားမကဒီထက်ပဲ များကြီးပို့ပြီးတော့မတက်လာသေးဘူးနော်ဒါမျိုးလေးတော့ကျွန်တော်ကတော့မြင်တယ်ဆိုတော့အခု Chelsea မှာကျတော့ဘယ်လိုဖြစ်နေလဲဆိုတော့ဒီဂနာချိုကကျတော့ဒီ Cucurella Underlapping လောက်ပို့တော့သူကအဲ့လိုမျိုးဘောလုံးခင်းမိရတယ်ဆိုတော့ပုံစံမျိုးတော့ဖြစ်နေတယ်ဗျာဒါကြီးကသူ့ရဲ့အားလာကြရင်ပို့ပြီးတော့နည်းသေးတယ်ဗျာနော်ဘယ်လိုပြောအောင်လဲဒီလိုပို့ပြီးတော့ကောင်းနေတယ်ဆိုရင်ဒီ Cucurella ကကျတော့အယောင်ပြပြေးနေရမက်ပြေးတဲ့အခါမှာဒီအလဲမှာနေရာလို့တော့ဖြစ်သွားတယ်အဲ့ညာလို့ဂနာချိုတိုးဝင်ပြီးတော့ plan ကံမှာပေါ့ သူဒါကြောင့်ကြည့်ပြန်တော့လေအဲ့လိုမျိုးကန်တဲ့အပိုင်းတွေမှာအရင်အားကောင်းတာမျိုးလည်းမဟုတ်ပြောင်းဟုတ်လူပေးရဲ့အပိုင်းတစ်ခုလောက်ပဲရှိနေမှာဆိုပြီးတာလည်း simple pet လောက်ပဲဖြစ်နေတယ်ပြီးတော့ဘာမှဆက်မဖြစ်ဘူးအဲ့လိုပုံစံမျိုးဖြစ်တယ်နောက်တစ်ချက်ကတော့ပေါ်လို့တော့ပါတော့ပုံကနာကျိုး1 v 1ကြော်ဖို့ဆိုတာအရင်ခက်တယ်ဗျနောက်ပိုင်းတော့ဖြစ်ရင်ဖြစ်တာပဲခုလက်ရှိနေတာကတော့ကြော်ဖို့ကတော့ခက်တယ်အဲ့တော့ကျွန်တော်ကသူ့ဘယ်လိုမြင်လဲဆိုတော့သူအားတာချက်ကပါရှိရဲ့ဆိုတော့သူက transition နဲ့မှာဆိုရင်သူကပြေးထွက်တာကောင်းတယ်မြန်တယ်ပြီးရင်သူသူကတစ်ဆင့် သွားတယ်ဆိုတာသူ့ကိုသွားသူ့ကိုတရက်သွားတယ်ဆိုတဲ့ပုံစံမျိုးသူ့ရောဆောက်ခင်သူ့လိုင်းတောင်းလေးကိုခင်းပေးလိုက်မယ်တရက်နေမှသူကန်သွင်းမလားရတယ်ကန်သွင်းမလားပြန်ပြီးတော့ကတ်ပတ်လုပ်မလားအဲ့လိုပုံစံမျိုးဆိုတော့ခန္ဓာချွတ်အားလာတဲ့ကျွန်တော်တို့အများကြီးမြင်ရလိမ့်မယ်ပေါ့နော်ဒီဘက်ကမှသာဒီခန္ဓာချွတ်ရဲ့ကစားပုံကနည်းနည်းလေးပြောင်းလဲလိုက်မယ်ဆိုရင်တော့ဒီလန်ဒန်ဒါဘီကသူ့ရဲ့ချန်စီကာရီယာပေါ့နော်အလှေကောင်းတစ်ခုတောင်မှဖြစ်သွားနိုင်လို့ကျွန်တော်ကတော့ခံစားရတယ်ပေါ့နော်အဲနောက်တစ်ချက်ကလည်းတော့ချဲစီအတင်းပေါ့နော်ချဲစီအတင်းနဲ့ကြည့်မယ်ဆိုရင် ဖလက်ရှိမှာချက်လေးတင်ရတယ်တော့တိတ်ပြီးတော့ positive vibe ကိုမရဘူးเนาะအတင်းကတန်တက်တင်းဝင်လို့ဆုံးလာတယ်ဆိုတော့ပုံစံမျိုးလေးတော့ဖြစ်နေတယ်အဲ့တော့ဒီလနနာပြီးမှဒါအနိုင်ယူလိုက်မယ်ဆိုရင်ဒါကချက်ချင်းအတင်းပြိတဲ့တည်ရောချက်ချင်းတင်းကစားလမောက်ချက်စီရဝန်းတစ်ခုလုံးတက်တာကစိတ်တက်တက်သွားနိုင်ရယ်ဆိုတော့အလေတောင်းတစ်ခုလို့ကျွန်တော်ကတော့မြင်တယ်လိုအပ်နေတဲ့နိုင်ပွဲလိုတော့မှကျွန်တော်ပြောလို့ရတာပေါ့ဒါကြောင့်မို့ဒီပွဲစဉ်မှာချက်ချင်းနေနဲ့အနိုင်ဆုံးပေါ့နော်မရှုံးအောင်ကစားနိုင်ရင်တော့တော်တော်လေးမှအဆင်ပြေရလို့ကျွန်တော်ကမြင်ရတယ် โอเคပါကျွန်တော်တို့ပေါ့เนาะဒါ Chelsea ပေါ့ဗျာကျွန်တော်တို့ Chelsea ကိုကျွန်တော်ကောင်းတယ်ပေါ့เนาะ Chelsea ကောင်းတယ်လို့ကျွန်တော်တို့ပြောလို့ရပြီပဲ Chelsea ကယုံစားလို့မရတဲ့အသင်းထဲမှာတော့ကျွန်တော်တို့ပါတယ်ပေါ့เนาะဒါ Brighton ကိုရှုံးတဲ့ပွဲကျွန်တော်တို့ပြီးတော့ပေါ့เนาะဒါ Sunderland ကိုရှုံးတဲ့ပွဲတွေမှာဒါကတော်တော်သိတာတယ်အဲ့တော့ဘာလဲဆိုတော့ဒီအချက်လက်တွေကိုကျွန်တော်တို့ကြည့်ပြီးတော့လက်ရှိအခုချိန်မှာပဲကျွန်တော်တို့အခြေထုတ်လို့ရတယ်ဒါက Chelsea ကဒီအသီးမှာ Premier League Champion ဖြစ်မှာမဟုတ်ဘူးဆိုတဲ့အနေထားပဲ ဘာလို့ဆိုတော့ယုံစားလို့မရဘူးရှုံးကျင်တဲ့အချိန်မှာထရှုံးတယ်ဒီလိုအသင်း Premier League Champion လောကမဖြစ်ဘူးဒီလိုအချိန်တွေမျိုးရှိတယ် Chelsea မှာက Premier League Champion ဖြစ်လောက်တဲ့တည်ငြိမ်မှုမျိုးလုံးဝမရှိဘူးလို့ကျွန်တော်ပြောစင်တယ်ဒါပေမဲ့ Chelsea ကဘာဖြစ်လဲ Champion League ဝင်ဝင်တော့အချိန်တိုင်ရမှာပဲအေးစစ်စစ်ပဲလိုအပ်တဲ့နိုင်ပွဲတွေဆိုလို့ရှိရင်လည်း Chelsea ကယူနိုင်မယ်ဒါပေမဲ့တခါတလေကျလို့ရှိရင်တော့ Chelsea က ထထပြီးတော့ရှုံးတဲ့ပွဲတွေရတော့ရှိမယ်ဒီလိုမျိုးရှုံးတဲ့ပွဲတွေရှိလေ Chelsea Champion မဖြစ်လေ Champions League နဲ့ဝေးလေပေါ့နော်ဒီလိုအခြေအနေဖြစ်မယ်ဒါပေမဲ့ Chelsea ကတော့ဒီလိုပုံစံနဲ့ပဲဒီရာသီမှာတော့သွားနိုင်မယ်လို့ကျွန်တော်ကတော့ထင်တယ်ပေါ့ရေနော်ပြောမယ်ဆိုလို့ရှိရင်ဗျာ၄ဘွဲ့ဆက်ပေါ့နော်ဒါပြန်ပွဲဆုံး၄ဘွဲ့ဆက်နိုင်ပြီးမှဆနလန်းကိုအိမ်ခွင်းမှာရှုံးတယ်ဆိုတော့ဖြစ်တယ်ပြန်ပွဲဆုံး၄ဘွဲ့ဆက်တော့နိုင်လာတယ်ဆိုတာကဗနေတဲ့အချိန်တစ်ခုမဟုတ်ဘူးအိမ်ခွင်းမှာနေရာကိုအ ਨੇ ဆုံးတော့တည်ရောက်တော့ယူတင်တာပေါ့ပြောမယ်ဆိုလို့ရှိရင်အဲ့ဒီကအနောက်တန်းအမားဆိုလို့ရှိရင်တော်တော်ကြီးကိုဒါဘလို့ကြည်ရတော့အဆင်မပြေတဲ့အနေထားရှိခဲ့တယ်ပေါ့ရေနော် ့ဆိုတော့ Chelsea သင်းရဲ့အနောက်တန်းအဆင့်မှာဟုတ်ရဲ့လားဆိုတဲ့ပုံစံတွေ့တော့မှာကျွန်တော်ရှိရပေါ့အဲ့တော့ဒီနေရာမှာကျွန်တော် Chelsea နဲ့ပတ်သက်ရင်ကျွန်တော်ပြီးခဲ့တဲ့နှစ်တည်းကလည်းကျွန်တော်ပြောခဲ့တယ်ပြီးခဲ့တဲ့ရာသီကလည်းပြောခဲ့တယ်ဒီရာသီကျွန်တော်တို့ Chelsea ပွဲပြောတော့လည်းကျွန်တော်ပြောခဲ့တဲ့အရာခုရှိတယ်ဒါကဘာလဲဆိုတော့ Chelsea သင်းမှာဘာလိုအပ်နေလဲ Chelsea သင်းမှာဥဆောင်မဲ့လူလုံးဝမရှိဘူး Chelsea သင်းကဥဆောင်မဲ့လူလုံးဝမရှိဘူး Chelsea သင်းရဲ့ဥဆောင်တဲ့လူက Enzo Fernandez ပေါ့ဗျာကျွန်တော်တို့ထားပါတော့ Chelsea သင်းရဲ့ဥဆောင်တဲ့လူက Enzo Fernandez ဆိုလို့ရှိရင် Enzo Fernandez ကကိုယ်ထဲမှာဘာလိုက်လို့နေလဲရဲပဲလိုက်ဖြစ်နေရ ကျောမဆိုလို့ရှိရင်အသင်းကိုဥဆောင်တာရန်ဖြစ်တာမဟုတ်ဘူးဒါပေမဲ့အန်ဆိုဖာနာတက်ကကိုယ်နဲ့မှရန်ပဲလိုက်ဖြစ်တယ်ဒီလိုအခြေအနေမျိုးတွေ့ရတယ်ဒါကရွဲပါတယ်ပေါ့နော်အချက်စီးသင်းကဥဆောင်သူလိုလိုတယ်မနစ်ထဲကကျွန်တော်ပြောတယ်အခုကျွန်တော်ထပ်ပြောတယ်အချက်စီးမှာဥဆောင်မဲ့ကစားသမားပေါ့ပြောမဆိုလို့ရှိရင်တရားကိုစိတ်ဝါလို့ပြောပေါ့နော်ဒါပေါ့သူတို့အသင်းမှာပြောမဆိုလို့ရှိရင်နောက်ဆုံးအကောင်းဆုံးဥဆောင်မှုပေးွားတယ်ဆိုလို့ရှိရင်တရားကိုစိတ်ဝါရှိတယ်ဒီလိုကစားသမားမျိုးပေါ့နော်သူတို့လိုအပ်တယ်ပြပြောမဆိုလို့ရှိရင်ချယ်လ်စီသင်းလုံးကိုကျွန်တော်ကြည့်လိုက်မယ်ပေါ့နော်ဒါ အငယ်ကြီးရက်များတယ်အငယ်ကြီးရက်များတယ်ပေါ့နော်အငယ်ကြီးရက်များတဲ့ပုံစံဖြစ်နေတယ်အဲဒီမှာဥဆောင်သူကအန်ဆိုဖာနာဒက်ဒါပေမဲ့အန်ဆိုဖာနာဒက်အားနေရိုင်ပဲဖြစ်နေတယ်ကျွန်တော်တို့ဒီလိုအခြေအနေလေးတွေတွေ့ရတယ်အဲ့တော့အခုဆိုလို့ရှိရင်ကျွန်တော်တို့ချက်စီးမှာကျွန်တော်တို့ပြောချင်တာတစ်ခုရှိတယ်ဒါပေမဲ့တော်တော်များသိပြီးတော့သတိမထားပြကြတဲ့အရာပေါ့နော်အထရီလက်ထားမိမယ်တဲ့ကိုပြောပြတာလည်းဖြစ်ရင်ဖြစ်မယ်ဒါကဘာလဲဆိုတော့ဒါပေါ်တော့ဒါမန်ချက်စတာယူနိုက်တက်ပွဲတွေကဒါတော်တော်များပြည်သက်တွေကြီးဖြစ်တဲ့ပွဲလို့ပြောလို့ရတယ် ဲ့တော့ဂါနာချိုကျွန်တော်ကကြည့်မယ်ဆိုလို့ရှိရင်ချယ်ဆီကဂါနာချိုကမန်ယူကဂါနာချိုရဲ့ခြေပြောင်းတော့မပြီးသေးပါဘူးတကယ်တော့မပြီးသေးတာပါအများကြီးလိုအပ်ချက်တွေရှိနေသေးတယ်ဂါနာချိုကအရင်ခြေစွမ်းကျနေတဲ့ဂါနာချိုလိုမျိုးပဲမန်ယူကနေချယ်ဆီပြောင်းသွားတာပဲရှိတာခြေစွမ်းကကျနေတော့ပေါ့နော်ဒါပေမဲ့ဒီရာအိုပက်ဒရိုတို့ကျွန်တော်ဆန္ဒပြောရတဲ့ဂါနာချိုတို့ဆိုတော့ချယ်ဆီရဲ့အဓိကကစားသမားတွေဖြစ်တယ် အဲ့တော့ဒီအဓိကကစားသမားတွေခက်ခဲနေတဲ့အချိန်မှာဒီကစားသမားတွေကိုအစီအပြေဖို့လောက်ရမှာကနီးပြရဲ့တာဝန်ဖြစ်တယ်။ပြီးတော့နီးပြမာရက်စ်ကသူတို့အတွက်အကောင်းဆုံးဖြေရှားမယ်။သူတို့တွေပုံစံကောင်းရပါမယ်။တိုက်စစ်ဖို့ကောင်းမယ်ဆိုလို့ချင်းချက်စီကဂိုးတွေအများကြီးရလာမယ်။ဒီလိုဆိုနိုင်ဘောတွေရှာမယ်။ဒီလိုအခြေအနေလေးတော့ရှိတယ်။ဒါပေမဲ့ထပ်ပြောရမယ်ဆိုလို့ချင်းတော့ ကာနာချိုကပေါ့နော်ဒါမန်ယူကာနာချိုကိုလုံးဝမပြီးသေးဘူးလို့တော့ကျွန်တော်ပြောချင်ပါတယ်အဲ့တော့ကျွန်တော်တို့ဗျာအခုခုဆိုလို့ရှိရင်လက်ရှိဒါချက်ဆီကအာဆင်နယ်နဲ့နေနေတူလာတယ်အာဆင်နယ်နဲ့နေနေတူလာတယ်ဆိုတော့အာဆင်နယ်ကတကူဆိုလို့ရှိရင်ရွှေဖလားကြီးကိုထုတ်ပြတယ်ဒါပေမဲ့ချက်ဆီကအခုဆိုလို့ရှိရင်ဘာဖြစ်လာလဲတကူဆိုဖီဘာကလပ်ကဘာဖလားကိုထုတ်ပြတယ်ဒီလိုအခြေအနေမျိုးဖြစ်လာတယ်ဒါပေမဲ့လောဆယ်မှာတော့ဘာဖြစ်နေလဲလောဆယ်မှာတော့ဆန်လန်ကိုရှုံးသွားတယ်ဒါပေမဲ့ဆန်လန်ကိုရှုံးသွားလို့ဒီလိုမျိုးဖြစ်သွားတာเนาะအဲ့ဒီပတိုင်ကတော့ ပွဲတွေကဇတိုက်ဆိုလိုကိုနိုင်ထားတာအဲ့တော့ Premier League ရဲ့အလှည့်ပြောင်းကတပွဲရှုံးတာနဲ့တော်တော်အောက်ရောက်သွားနိုင်တယ်ဆိုတော့အနေထားမျိုးပေါ့အဲ့မတိုင်ခင်မှာဆိုလို့ရှိရင်လည်းကျွန်တော်က Liverpool ကိုလည်းနိုင်ထားတာပဲဒီလိုအခြေအနေရှိရအဲ့တော့ Premier League ကတပွဲတော်မှာမှားလို့မရဘူးဆိုတဲ့ပုံစံပေါ့နော်ဒီလိုမျိုးဖြစ်နေတဲ့အချိန်မှာတော့ဒါပေါ့ FIFA ကလည်းကဘာဖလားတွေပိုင်းထုတ်ပြရတဲ့ဆိုလို့ရှိရင်တော့အသင်းရဲ့ခြေစွမ်းကိုဘယ်လိုကောင်းအောင်လုပ်မလဲဆိုတာကပဲပို့ပြီးတော့အရေးကြီးတဲ့အပိုင်းလို့ပေါ့နော်ကျွန်တော်မြင်နေပေါ့တယ်နော်အဲ့တော့ဒါပေါ့ဒီ Chelsea ကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ဒါ total အပိုင်းနေရှိတယ် ဒါ Chelsea ကိုကျွန်တော်ခြုံပြောမယ်ဆိုလို့ရှင်တော့ Chelsea အသင်းကဒါရင့်ချက်မှုအားပေါ့နော်တော်တော်နဲတဲ့အသင်းလို့ကျွန်တော်ကတော့မြင်ပါတယ်အဲ့တော့ဒီပွဲစဉ်မှာ Chelsea နိုင်မလားဆိုလို့ရှင်တော့ Chelsea နိုင်မယ်ဆိုပြီးတော့ပြောဖို့ကတော့လည်းလေးခက်တယ်ဘာလို့လဲဆိုတော့စပါးကလည်းကောင်းနေတာဟုတ်တယ်မ Chelsea နိုင်ရင်လည်းနိုင်မှာပေါ့ Chelsea နဲ့စပါးမှာဆိုလို့ရှင်တော့ Chelsea ကတော့ပိုကောင်းတဲ့အသင်းပဲနေနော်။ဒါပေမဲ့ကျွန်တော်ထင်တာကတော့ Chelsea ကဒီပွဲမှာအ ਨੇ ဆုံးပေါ့အ ਨੇ ဆုံးပေါ့တရေလောက်တော့ယူနိုင်မယ်လို့တော့ကျွန်တော်ကတော့ထင်ပါတယ်။ကဲဒါဆိုလို့ရှိရင်တော့ဒီ Spurs နဲ့ Chelsea ရဲ့ပေါ့နော်ဒါ London Derby ဒါဒီပွဲစဉ်ရဲ့ကိုရဲ့လက်ခံမနဲ့ပဲလေးသွားစင်နေ။အကိုရဲ့လုံးခံမပေးပါအောင်။အဲကျွန်တော်ကတော့ဒီပွဲစဉ်မှာကျွန်တော်ကတော့ဒီနှစ်တင်းလုံးပေါ့တရေရလောက်ကိုပဲကျွန်တော်ပို့ပြီးတော့သဘောကျတာပေါ့နော်။ဒီ Spurs နဲ့ Chelsea ကတစ်ခါကိုတကိုးစီနဲ့ပြီးဆုံးရမယ်လို့ကျွန်တော်ခန့်မှန်းလိုက်ပါတယ်။ ဒီပွဲမှာတော့ဒါကျွန်တော်နှစ်ယောက်အမြင်တော်တော်တူရလို့ပြောလို့ရပါတယ်ကျွန်တော်လည်းဒီစပါးနဲ့ချယ်ဆီပေါ့နော်တေရလက်ကအဖြစ်အပျက်ဆုံးလို့ထင်တယ်ကျွန်တော်ထင်တာကစပါးချယ်ဆီကိုမနိုင်တော့ဘူးဒီလိုပဲချယ်ဆီကလည်းစပါးကိုနိုင်ဖို့ကတော့အဝေးကွင်းဆိုနေလေတော့ခက်မယ်ဗျချယ်ဆီကရှုံးပွဲတစ်ပွဲကြုံထားတာဟုတ်ဒီလိုချင်းနေပြမှာစပါးကွင်းမှာသွားနိုင်ဖို့ဆိုတာကလည်းဖြစ်တော့ဖြစ်ခဲ့ပေါ့ဖြစ်ရင်လည်းဖြစ်မယ်ဒါပေမဲ့ဖြစ်ဖို့ရကန်တော့နေတယ်ပေါ့နော်ဒါပေမဲ့ချယ်ဆီကပို့ပြီးတော့ကောင်းအောင်ကစားပြီးတော့ အပေါ်စီးရကစားပြီးတော့ကျွန်တော်ကတည်ရရမှတ်ယူပါမလားဘောနော်ကျွန်တော်ဒီလိုတွေးမိတယ်ပြီးတော့နှစ်သိန်းမသိန်းမလဲကျွန်တော်နဲမယ်လို့လည်းကျွန်တော်တွေးတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီပွဲမှာကိုရဲနှောင်းနဲ့အမြင်တူတယ်ကျွန်တော်လည်းစပါချက်စီပွဲလို့တပတ်တကိုးစီနဲ့ပဲတည်ရကြမယ်လို့ဒါကျွန်တော်လည်းခံမှန်းထားပါတယ်အဲ့တော့ဒါကျွန်တော်တို့ရဲ့ဒီပေါ့နော်စပါချက်စီပွဲရဲ့ဒါပေါ့နော်ပွဲရုံးတော်ချက်စီစဉ်ကတော့ဒီလောက်ပါပဲအဲ့ကျွန်တော်လည်းသူပေါ့နော်ဒါအချိန်တစ်ခုပေးပြီးတော့ဆွေးနွေးတုံ့တက်ပေးခဲ့တဲ့ကိုရဲနှောင်းလည်းကျေးဇူးတင်ပါတယ်ဒါပေါ့နော် ကျွန်တော်ဒီ The Premier Sport ကိုဒါကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တွေကိုလည်းကျွန်တော်ကျေးဇူးတင်ပါတယ်လို့ပြောနေတယ်ပဲဒီဒီပိုင်းကိုတော့ဒီနေရာမှာပဲနားလိုက်ပါမယ်နော်ကျေးဇူးပါ